မြန်မာနိုင်ငံသားကုံသွယ်မှုပန် MFDB နဲ့ မြမရှင်နီမြုံနံမှုနဲ့ကုတန်းချောင်းဝယ်ရေးဘဏ် MICB တို့ကိုအမေရိကန်အစိုးရကတန်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီးမကြာခင်မှာပဲစစ်ကောင်စီဟာဒေါ်လာဈေးကွက်ကိုအလုံးစုံထိန်းချုပ်ဖို့စူးစမ်းခဲ့တာတွေ့ရပါတယ်။နိုင်ငံပိုင်ဘဏ်နှစ်ခုကိုအမေရိကန်ကအရေးယူပိတ်ဆို့လိုက်တဲ့နေ့မှာပဲစစ်ကောင်စီဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်အတွင်ဘဏ်နဲ့ customer အကြား customer အချင်းချင်းအကြားအယောင်အဝယ်တွေကို online နဲ့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုတင်ပြရောင်းဝယ်ရန်ကိစ္စဆိုပြီး ဒေါ်လာရှောင်းဝယ်မှုကိုကန့်တတ်လိုက်တဲ့ညွှန်ကြားချက်ကိုဇွန်22ရက်ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ထုတ်ပြန်ချက်ထဲမှာဒေါ်လာရောင်းလို့သူဝယ်လို့သူဘာကြောင့်ရောင်းလို့ဝယ်လို့တဲ့အကြောင်းပြချက်ဈေးနဲ့ရောင်းဝယ်လို့ရဲ့ပမာဏဝင်ဝင်ရလန်ကုမ္ပဏီအထောက်အထားအဆရှိတဲ့အသေးစိတ်အချက်အလက်တွေကိုစီစစ်တောင်းခံစေပြီး အချက်၉ချက်ပါတယ်ညွှန်ကြားချက်နဲ့ထိန်းချုပ်ကတ်သက်ဖို့စ조사ခဲ့တာပါအခုလိုလှောက်ဆောင်တာဟာနိုင်ငံသားငွေအယောင်အဝယ်တွေကိုစကောင်စီကအွန်လိုင်းရောင်းဝယ်မှုစနစ်နဲ့ကြီးကြပ်တာဖြစ်တယ်လို့လည်းဆိုထားပါတယ်နိုင်ငံသားငွေရောင်းဝယ်ခွင့်ရဘဏ်တွေဟာမနက်၁၀နာရီကနေ၁၇နာရီခွဲအကြာမှာဘဏ်နဲ့ဒေါ်လာဝယ်ယူမဲ့လုပ်ငန်းရှင်တွေအကြာရောင်းဝယ်ဖို့စီစဉ်ထားတဲ့အယောင်အဝယ်တွေဝယ်ရောင်းလိုတဲ့ကုမ္ပဏီစီးရင်ကိုပူတယ်ပေးပို့ရမယ်လို့လည်းဆိုထားပါတယ် ဝယ်ယူလိုတဲ့ကုမ္ပဏီဖြစ်စီရောင်းချလိုတဲ့ကုမ္ပဏီဖြစ်စီလုပ်ငန်းအမျိုးအစားဝင်ငွေရလန်းရောင်းဝယ်လိုတဲ့ပမာဏဈေးနှုန်းဝယ်လိုတဲ့အကြောင်းပြချက်တွေကိုဘဏ်တွေကမှန်ကန်အောင်စစ်ဆေးရမယ်လို့လည်းဖော်ပြထားပါတယ်။အဲ့ဒီစည်ရင်းတွေကိုပုဂ္ဂလိကဘဏ်တွေက စစ်ဆေးပြီးနနက်၁၇နာရီနောက်ဆုံးထားပို့ရမှာဖြစ်ပြီးအရာအဝယ်ပြုလုပ်ရမယ်ပမာဏငွေလဲနှုန်းတွေကိုစက်ကောင်စီဗဟိုဘဏ်ကပုဂ္ဂလိကဘဏ်တွေနဲ့ညှိနှိုင်းဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက်ရောင်းဝယ်ရမယ့်ပမာဏတွေကိုစစ်ကောင်စီဗဟိုဘဏ်က နေ့လယ်တနာရီမှာအကြောင်းပြန်မယ်လို့ဆိုပါတယ်ဗဟိုဘဏ်ကဆုံးဖြတ်ပေးတဲ့အကြောင်းအဝယ်တွေကိုသာဘဏ်တွေကဝန်ဆောင်မှုပေးရမှာပါ ဒေါ်လာချောင်းဝယ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကိုစစ်ကောင်စီကအသေးစိတ်စောင့်ကြည့်ပြီးဆုံးဖြတ်ချက်ကိုလည်းစစ်ကောင်စီဗဟိုဘဏ်ကပဲချမှတ်မှာဖြစ်ပါတယ်။တနည်းအားဖြင့်တော့စစ်ကောင်စီခွင့်မပြုရင်အယောင်အဝယ်လုံးမရအောင်ကန့်တလိုက်တဲ့သဘောမျိုးဖြစ်ပါတယ်။အရင်ကပြည်ရင်းပုဂ္ဂလိကဘဏ်တွေအနေနဲ့ကုန်တယ်နဲ့လုပ်ငန်းရှင်တွေကိုဒေါ်လာရောင်းချရမှာရောင်းချပြီးမှဗဟိုဘဏ်ကိုစည်ရင်းတင်ပြရတာဖြစ်ပါတယ်။ပို့ကုန်လုပ်ငန်းရှင်တွေဟာပို့ကုန်ရငွေရဲ့65%ကိုင်းနှုန်းကို ပြင်ပမှာဒေါ်လာဘယ်ဈေးပေါက်ပေါက်ဒေါ်လာကို2100ကျပ်နဲ့စက်ကောင်စီတတ်မှတ်ထားတဲ့ဘန်တွေကိုမပြစ်မနေရောင်းချရတာဖြစ်ပါတယ်။ပို့ကုန်တွင်းကုန်လုပ်ငန်းတွေဟာမြမနိုင်ငံခြားကုန်သွယ်မှုဘဏ် MFDB မှာဘန်စင်းဖွင့်ပြီး65ရာခိုင်နှုန်းကို မဖြစ်မနေ2100ကျပ်နဲ့ရောင်းချပေးရတာဖြစ်ပါတယ်။နိုင်ငံပိုင်ဘဏ်နှစ်ခုကိုအမေရိကန်အစိုးရကဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အပေါ်စစ်ကောင်စီကစိုးရိမ်စရာမရှိဘူးလို့ဆိုခဲ့ပေမဲ့စီးပွားရေးလုပ်ငန်းရှင်တွေကတော့အခုလိုဒေါ်လာအယောင်အဝယ်ကိုပို့ပြီးတင်ကျပ်လိုက်တာဟာအမေရိကန်ရဲ့ပိတ်ဆို့မှုနဲ့အများကြီးသက်ဆိုင်နေရလို့ဆိုခဲ့ကြပါတယ်။အခုလိုစစ်ကောင်စီကဒေါ်လာအယောင်အဝယ်ကိုအလုံးစုံထိန်းချုပ်ဖို့ပြင်ဆင်လာတဲ့အတူ တစ်ဖက်မှာလည်းဒေါ်လာဈေးတက်လာတာကိုအကြောင်းပြပြီးကုန်တယ်ပွဲစားတွေနဲ့လုပ်ငန်းရှင်တွေကိုချင်းချောက်ဖမ်းဆီးနေရကြောင်းဖက်ပြေးတိချောင်နေရသူတွေအများအပြားရှိနေပါတယ်။အမေရိကန်ကစစ်ကောင်စီလက်အောက်ခံဘဏ်နှစ်ခုကိုစီးပွားရေးပိတ်ဆို့ပြီးလိုက်တဲ့နောက်အမေရိကန်ဒေါ်လာကိုကျပ်3200ကျော်အခောက်ရွှေဈေးတစ်ချပ်သားကိုကျပ်32သိန်းကျော်အထိပြန်တက်သွားခဲ့ရပါဗျ။ ဒေါ်လာနဲ့ရွှေစည်းချက်ချင်းတက်သွားတာဟာကုန်တယ်တွေပွဲစားတွေနဲ့လုပ်ငန်းရှင်တွေဈေးကစားတာကြောင့်ဆိုပြီးခေါ်ယူစစ်ဆေးတာတယ်လီဖုန်းတွေကိုစစ်ဆေးတာမီးကန်တက်တာပါမကြံဖွင့်ဖောက်စစ်ဆေးတာတွေအထိလုပ်ခဲ့တယ်လို့လုပ်ငန်းရှင်တအူးကပြောပါတယ်။ဇွန်လအတွင်းမှာပဲစကောင်စီဗဟိုဘဏ်ရဲ့ညွှန်ကြားချက်နဲ့အထူးစုံစမ်းရေးဦးစီးဌာနကလူပုတ်ကို52ယောက်ကျော်နဲ့ကုမ္ပဏီ3ခုကိုရွှေနဲ့ဒေါ်လာဈေးကစားမှုနဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။ ရန်ကုန်နဲ့မန္တလေးမြို့မှာနိုင်ငံခြားငွေလဲလဲနှုန်းစည်းကစားသူတွေတရားမဝင်နိုင်ငံခြားငွေရောင်းဝယ်သူတွေနဲ့တရားမဝင်နိုင်ငံခြားငွေလွှဲပြောင်းသူတွေကိုစီစစ်ဖို့ထုတ်အရေးယူခဲ့လို့ဆိုပါတယ်မန္တလေးမြို့ပေါ်မှာရှိတဲ့ရွှေဆိုင်နဲ့ရွှေတန့်စင်လုပ်ငန်းတချို့ကိုတွားရောက်စစ်ဆေးပြီးတိပနဲ့တရားမဝင်နိုင်ငံသားငွေလွှဲပို့တဲ့လုပ်ငန်းတွေကိုစောင့်ရကြောင်းတန်တရာဖြစ်ဖွယ်အထောက်အထားတွေကိုစစ်ဆေးတွေ့ရှိရလို့အရေးယူနိုင်ဖို့စောင့်ရထားရလို့စစ်ကောင်စီဗဟိုဘဏ်ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နဲ့မိုဘိုင်းငွေရေးကြေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်မရှိဘဲငွေလွှဲလုပ်ငန်းလှုပ်ဆောင်ကြောင်းတန်တရာဖြစ်ပွဲအထောက်အထားတွေကိုစစ်ဆေးတွေ့ရှိရတဲ့လူပိုးကူ52ယောက်နဲ့ကုမ္ပဏီတစ်ခုတို့ကိုတက်ဆိုင်ရာဥပဒေတွေနဲ့အငြိအရေးယူနိုင်ရေးဆောင်ရွက်ထားသလိုအင်တာနက်နဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာရှိတဲ့အွန်လိုင်းလမ်းကစားတွေအတွက်တရားမဝင်ငွေလွှဲတာ ငွေလဲလက္ခဏာတွေဆောင်ရွက်ခဲ့ကြောင်းတန်တရာဖြစ်ပွဲအထောက်ထားတွေကိုစစ်ဆေးတွေ့ရှိရတဲ့လူပုတ်ကိုရီနဲ့ကုမ္ပဏီနှစ်ခုကိုလည်းအရေးယူနိုင်ဆောင်ရွက်နေရလို့စစ်ကောင်စီဗဟိုဘဏ်ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဘက်ကအခုလိုဒေါ်လာနဲ့ရွှေဈေးကိုပြင်းပြင်းထန်ထန်ထိန်းချုပ်ဖို့စ조사နေပေမဲ့ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်မှာတော့ဒေါ်လာပေါက်ဈေးဟာကျပ်3000ကျော်အထိမြင့်တက်လာခဲ့တာတွေ့ရပါတယ်။ အခုဆိုရင်ဒေါ်လာဈေးမတည်ငြိမ်မှုနဲ့အတူအခြေခံ ကုန်ဈေးနှုန်းတွေကလည်းခတ်လှုပ်လှုပ်ဖြစ်လာနေပါတယ်ဒေါ်လာနဲ့တင်သွင်းရတဲ့စောင်းအုံစီဈေးနှုန်းကတပိတ်တာကိုလက်ကားဈေး7000အထိမြင့်တက်နေပြီးလက်လီဈေးကွက်မှာအရင်က9000တာရှိခဲ့တဲ့စောင်းအုံစီတပိတ်တာက7900ဝန်းကျင်အထိရှိနေပါတယ်။စက်ကောင်စီရဲ့စောင်းအုံစီရည်ညွှန်းလက်ကားဈေးတက်မှတ်ဈေးကတပိတ်တာကို4.10ကျပ်ထက်သွားတဲ့အတွက် အရင်ကထက်တောင်း750စီးတက်လာတာတွေ့ရပါတယ်။ဒါအပြင်ရွှေဘိုပေါ်ဆန်းတအိတ်ဟာ7500ဝန်းကျင်ကနေကျက်တသိန်း1200ဟောင်းအထိရှိလာပြီးအေယာဝရီပေါ်ဆန်းအုပ်စုဝင်စံချောတအိတ်ဟာလည်းကျက်9000ကနေ9800ဟောင်းအထိမြင့်တက်လာက အရင်ကထက်2000လောက်ထိဈေးတက်သွားတာတွေ့ရပါတယ်။အခြေခံကုန်စည်နှုန်းတချို့ဈေးအနည်းငယ်ပြန်လည်မြင့်တက်လာပေမဲ့ 73စီဈေးနှုန်းတွေကတော့မြင့်တက်မှုမရှိသေးပါဘူး။ဇွန်လနောက်ဆုံးအပတ်က73စီဈေးနှုန်းတွေအရာတော့အောက်တိန်1လီတာကကျပ်1945ကျပ်၊အောက်တိန်92တလီတာက2050ဒီဇယ်တလီတာကို1920ကျပ်နဲ့ပရီမီယံဒီဇယ်တလီတာကို2000ကျပ်သာပေါက်ဈေးရှိနေရဖြစ်ပါတယ်။73စီတင်သွင်းဖြန့်ပြူးရောင်းချနေသူတဦးကတော့လက်တလောမှာ73စီဈေးကွက်အပေါ်တက်ရောက်မှုမရှိသေးတာဟာ အမေရိကန်ကနိုင်ငံပိုင်ဘဏ်နှစ်ခုကိုပိတ်ဆို့မှုမလုပ်ခင်ကတည်းကတင့်သွင်းထားတဲ့73စီတွေဝင်ရောက်ထားလို့ဖြစ်တယ်လို့ဆိုပါတယ်ဒါကလည်းအချိန်ကာလတစ်ခုအထိလောက်ပဲစစ်ကောင်စီအနေနဲ့တောင်းခံနိုင်မယ့်အခြေအနေမျိုးဖြစ်ပါတယ်။အခုတစ်ချိန်စစ်ကောင်စီလက်အောက်ခံဘဏ်နှစ်ခုကိုအမေရိကန်ကအရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်တာဟာတနည်းအားဖြင့်စစ်ကောင်စီရဲ့နိုင်ငံခြားငွေစီးဆင်းမှုကိုရပ်တန့်ပစ်လိုက်တာနဲ့အတူတူပါပဲ။ စစ်ကောင်စီအနေနဲ့ပြည်ရင်းမှာနိုင်ငံသားငွေလေပတ်မှုကိုဘလို့ပဲထိန်ချုပ်ထိန်ချုပ်စစ်အသုံးစရိတ်အတွက်လိုအပ်တဲ့ဒေါ်လာရှာဖွေမှုကို ပြန်လည်ကမိဖို့ဆိုတာကတော့အတော်လေးခက်ခဲသွားမယ့်အနေအထားမျိုးကိုရောက်သွားပြီလို့ထင်ပါတယ်။